ာဝတီမြို့နယ်မင်းလက်ပံအနီးအွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြန့်ခြံဝန်းအတွင်းကနေစည်ရင်းကောက်ယူရရှိခဲ့တဲ့လူရေ3600နီးပါးတဲ့ကောက်2600ကျော်ကိုဘေးကကိနဲ့ခေါ်ထုတ်ပေးနိုင်ခဲ့တယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU ကမနေ့ကထုတ်ပြန်ပါတယ်။ KNU ဟာတက်ဆိုင်ရာအာနာဘန်ရဲ့ပူပေါင်းဆောင်ရွက်မှုနဲ့မင်းလက်ပံရွာကကြားဖြန့်ခြံဝန်းအတွင်းကနေဖောက်ခွာလိုကြောင်းအတိအလင်းပြောကြားခဲ့သူလူပုဂ္ဂိုလ်အားလုံးကိုခေါ်ထုတ်ပေးနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီကြားဖြန့်ခြံဝန်းအတွင်းကနေ 3582ရောက်ကိုစည်ရင်ကောက်ယူနိုင်ခဲ့ပြီးအဲ့ဒီထဲက2640ရာဂန်နှုန်းအဖြစ်84ရာဂန်နှုန်းနှိပေါကိုခေါ်ထုတ်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီခြံဝင်းအတွင်းကနေထွက်ခွာလိုခြင်းမရှိကြောင်းအတိအလင်းဖြေကြောင်းသူ942ရောက်ရှိပြီးအများစုကတော့တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်အရသိရတာပါ။ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKP အကောက်အွယ်ပေးမှုအောက်မှာလဲပတ်နေတဲ့အဲ့ဒီကြားဖြန့်ဝင်းကို KNU ကနိုဝင်ဘာနောက်ဆုံးပတ်မှာတွေ့ရှိခဲ့တာပါ KNU ရဲ့ထုတ်ပြန်ချက်အရကြားဖြန့်ဝင်အတွင်းကနေထွက်ခွာလူတွေထဲကအယောက်ပေါင်း1130ကိုအိန္ဒိယထိုင်းအာဏာပိုင်တွေစီကိုလွှဲပြောင်းပေးခဲ့ပြီးမြန်မာနိုင်ငံသား1333ယောက်ကိုတော့ဘေးကင်းနဲ့ရွှေ့ပြောင်းပေးဖို့စီစဉ်ပြီးပြီဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့ဒီဇင်ဘာ၂ရက်နေ့မနေ့ကအထိထိုင်းမြန်မာနယ်ကြားမြေတောင်ရဲမြေတောင်ပြင်မှာနိုင်ငံဆောင်ကကြားဖြန့်လုပ်ကိုင်းသူ189ယောက်စောက်ဆိုင်နေစေဖြစ်တယ်လို့သိရတာပါ။ တစ်ဖက်မှာလည်းမင်းလက်ပံဒေသအပေါင်းဝင်မြောက်ပြည်တောင်ပိုင်းကမြေပြင်လုံခြုံရေးအခြေအနေဟာလက်နက်ကိုင်တိုက်ပွဲတွေပုံမပြင်းထန်လာခြင်းနဲ့တူပိုပြီးဆိုးရွားလာနေတယ်လို့ KNU ကအသိပေးထားပါရှင်။